မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးငလျင်ဘေးတင်တဲ့ကယ်ဆယ်ရေးစခန်းမှာမိုးရွာသွန်းမှုကြောင့်ကိုကိုပင်လဲကြရာကနေကလင်းငယ်တအုပ်နဲ့အမျိုးသားတအုပ်တို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ18ရက်နေ့မနေ့3ည3ည30မိနစ်အချိန်မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်စိန်ပန်းရက်ကွက်42လမ်းနဲ့86လမ်းတောင်းမှာရှိတဲ့ အဘယာယာမရွှေကူကျောင်းတိုက်အတွင်းမှာရှိတဲ့ငလျင်ဘေးတင်ကဲဆယ်ရေးစခန်းမှာလုံးဘက်၅ပေခန်းအရှိပေ40ခန်းရှိတဲ့ကုတ်ကိုပင်ဟာမိုးရွာတုံးမှုကြောင့်မြင့်ချီကနေလှန်ပြီးတော့လဲကြရာကနေယာယီလူနေမိုးကတဲပေါ်ကိုပြိမိသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ကဲဆယ်ရေးအဖွဲ့များကတွားရောက်ပြီးတော့လဲကြနေတဲ့တစ်ပင်ကိုရှင်းလင်းခဲ့ရာကကလင်းငယ်တအုပ်နဲ့အမျိုးသားတအုပ်ရဲ့အလောင်းတွေကိုကဲထုတ်ယူရရှိခဲ့တယ်လို့သိရပါတယ်။လဲသွားတဲ့ကုတ်ကိုပင်ကတက်တန်းချာနေပါပြီ။အရင်ရက်တွေကလည်းမန္တလေးမှာမိုးတွေလေတွေတဲထန်တုန်းက ဲ့ဒီအကိုင်းတွေကြိုးကြသေးတယ်မိုးတွေတားရွာခဲ့တော့မြေကြီးကရေဝါပြီးတော့မြေပြော့နေတာပေါ့ငလျင်လှုပ်တာရောမိုးရွာတာရောကြောင့်အပင်လဲသွားတာလို့စိန်ပန်းရက်ကွက်ကဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်မန္တလေးမှာမက်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်ယနေ့အချိန်ထိကိုပြည်သူများဟာပြိုကျပြက်စီးနေတဲ့နေအိမ်များကိုပြန်လည်တိဆောက်နိုင်ခြင်းမရှိသေးပဲကယ်ဆယ်ရေးစခန်းများမှာခိုးလုံနေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့စစ်မှုဆောင်6လမ်းမှာရှိတဲ့စစ်တပ် gate ကိုဝင်ရောက်တိုက်ခတ်ရာစစ်သားနဲ့ပြူစောထီ3ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့ညနေ3:20မိနစ်အချိန်မှာပခုတ်ကူမြို့နယ်စစ်မှုဆောင်6လမ်းမှာရှိတဲ့စစ်တပ် gate စခန်းကိုဝင်ရောက်တိုက်ခတ်ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲနိုင်ဝက်ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်သားနဲ့ပြူစောတီ၃ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအထိကိုက်များပြားနေတဲ့စစ်တပ်စခန်းကိုအပိသက်သိမ့်ပိုင်နိုင်ရန်စူးစမ်းခဲ့တော့လေစစ်ကိုစစ်ကြောင်းများရရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ ဲ့ဒီမှာ6ယောက်ပဲရှိတယ်ဆိုပြီးတော့တရင်ရလို့သွားတိုက်တာရောက်လဲရောက်သွားရော25ယောက်ဖြစ်နေတော့တိုက်ပွဲကနည်းနည်းကြာသွားပါတယ်ဒါပေမဲ့အဲ့ဒီစက္ကန်းကိုတိမ့်နိုင်တော့မယ်အချိန်မှာစစ်ကူရောက်လာလို့ပြန်ဆုတ်ခဲ့ရပါတယ်ပြည်သူတွေအနေနဲ့ဘလို့အခြေအနေမျိုးပါပဲဖြစ်ဖြစ်အာတင်းထားကြပါစိတ်ဓာတ်မကြပါနဲ့ဘလို့အခက်ခဲပဲရှိရှိ MPD တပ်ဖွဲ့ကပြည်သူတွေရှေ့မှာအများရန်ရှိနေမှာပါလို့ပြောကြပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲက ပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့၊နဂါမင်း PDF အဖွဲ့နဲ့တော်လိုင်းရေးပခုတ်ကူတပ်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်တွင်းမှာအေအေထောက်ပံ့ရေးအဖွဲ့ဝင်များကိုမူရစ်ဆေးဝါးနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်မှုများဟာလိမ်လည်မှုများသာဖြစ်ပြီးတော့စစ်တပ်က၎င်းတို့ကျူးလွန်ထားတဲ့စစ်ရာဇဝဲမှုများကိုဖုံးကွယ်ရန်နဲ့နိုင်ငံတကာမှာအေအေကိုမဆက်ဆံရန်ရည်ရွယ်ချက်ရှိရှိဇလန်းဆင်ပြီးတော့ဖမ်းနှိမ်နေခြင်းဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလနဲ့မေလအတွင်းမှာမလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ငွေရစေးဝါးများတန်ဖိုးအပြင်ငွေကျပ်282ဒသမ3.5ဘီလီယံခန့်ကိုဖမ်းဆီးရရှိခဲ့ပြီးတော့ပါဝင်ပတ်သက်သူ26ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းဆီးရရှိသူတွေထဲမှာအရခတက်တော် AA ရဲ့ထောက်ပံ့ရေးအဖွဲ့များပါဝင်ကြောင်းစစ်ကောင်စီကမနေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။ ်အေအေကိုမူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့စစ်ကောင်စီကမကြာခဏဆိုသလိုစွပ်စွဲမှုများကိုလှုံ့ဆော်လေးရှိတယ်လို့သိရပါဗယ်လက်ရှိကာလမှာစစ်တပ်ကဒီဘဲရဲမျိုးတွေကလူမမဲကလင်းငယ်များကိုတပ်ဖြတ်ခြင်းအပါအဝင်စစ်ရာဇဝဲမှုများကိုကျူးလွန်ခဲ့တယ်လို့သိရပါဗယ်အဲ့ဒီစစ်ရာဇဝဲမှုများကိုဖုံးကွယ်ရန်အေအေကိုလှုပ်ကြံဖန်တီးစွပ်စွဲခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမှာလောင်ကစားမူးယစ်ဆေးဝါးကြားဖြတ်အမှုများကိုစစ်ကောင်စီနဲ့ဗိုလ်ချုပ်ကြီးများကသာထိ ंछ ုပ်လောက်ကင်နေခြင်းဖြစ်ကြောင်းဥခိုင်ဒုက္ခကပြောဆိုလိုက်ပါတယ် ဒီကိစ္စကတော့အချမ်းဘတ်စစ်တပ်ရဲ့အခြေအမြစ်မရှိတဲ့လုံခြံဖန်တီးတဲ့ဆော့ဆွဲချက်တွေဖြစ်ပါတယ်ကျွန်တော်တို့နဲ့လုံးဝဆက်ဆက်မှုမရှိပါဘူးခမရတို့အားလုံးလည်းသိထားတဲ့အတိုင်းပါပဲမြန်မာပြည်မှာမူရည်စေဝါလောင်ကစားနဲ့ကြားဖြန့်လိမ်လည်မှုတွေအားလုံးကိုထိန်းချုပ်လုပ်ကိုင်နေတာကမင်းအောင်လှိုင်ဦးဆောင်တဲ့အချမ်းဘတ်စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေပဲဖြစ်ပါတယ်ဒါဟာမြန်မာပြည်သူတရားလုံးသိတယ်လို့နိုင်ငံတကာအတိုင်းဝိုင်းကလည်းသိပြီးသားကိစ္စတွေပါအခုလည်းပဲဒီရက်ပိုင်းမှာခမရတို့သတိထားမိမှာပေါ့ အကြမ်းဖက်စစ်ကောင်စီကဒီပဲရင်ဘက်မှာလူမမယ်ကလေးငယ်တွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျွန်တော်တို့အာရခဒေသမှာလည်းအပြစ်မဲ့တဲ့ပြည်သူတွေနေတဲ့နေရာတွေကိုဘာတိုက်ပွဲမှမရှိဘဲနဲ့တုံးရက်ဇက်တိုက်ယူရချက်ရှိရှိနဲ့ပြည်သူတွေကိုဥတီပြီးတော့မှပြစ်မှတ်ထားပြီးအစုလိုက်အပြုံလိုက်တေးချေအောင်လေချောင်းကနေလာရောက်ပြစ်ခတ်တဲ့ကြီးမားတဲ့စစ်ရာဇဝတ်မှုတွေကိုမြန်မာနိုင်ငံအနှံ့မှာဆက်လက်ကျူးလွန်နေတာတွေရှိပါတယ်အကြမ်းဖက်စစ်ကောင်စီကဒီလိုမျိုးကြီးမားတဲ့တပ်ဖြတ်မှုတွေစစ်ရာဇဝတ်မှုတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုသူတို့ဖုံးကွယ်ဖို့အတွက် ကျွန်တော်တို့ ULAAA ကိုမတရားလုပ်ကြံစွပ်စွဲတာသာဖြစ်ပါတယ်လို့ဥခိုင်ဒုက္ခကပြောဆိုလိုက်ပါတယ်စစ်ကောင်စီက AA ကိုမူရစေးဝါနဲ့ဆက်ဆက်တယ်ဆိုပြီးတော့စွပ်စွဲနေခြင်းများကိုကြည့်ရင်တပုံစံနဲ့ဖြစ်နေတာကိုတွေ့ရမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ် AA ကသိမ့်ပိုက်ထားတဲ့နေမြေများကျယ်ပြန့်လာတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာအပါအဝင်အိန္ဒိချင်းနိုင်ငံများက AA ကိုဆက်ဆံလာမဲ့အရေးကိုစစ်တပ်ကမလိုချင်တဲ့အတွက်ဂုံတိုက်ခါကြာဆင်းစေရန်လှုံ့ဆော်မှုသာဖြစ်တယ်လို့၎င်းကဆက်လက်ရှင်းပြထားပါတယ် ်ဒီလိုမျိုးအရင်ကလည်းအကြိမ်ကြိမ်ဆွဆွဲမှုပါတယ်ဆွဆွဲချက်အကြိမ်ကြိမ်ကိုပြန်ကြည့်မယ်ဆိုရင်လေသူတို့ဇလန်းစင်နာတွေအလုံးကတပုံစံနဲ့ဖြစ်နေတာကိုတွေ့ရမှာပါဒါဟာစစ်ကောင်စီရဲ့လုံကြံဖန်တီးနေကြဇလန်းနေတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့နယ်မြေထိန်းချုပ်မှုတွေကျယ်ပြန့်လာတဲ့ ULAAA ကိုကုလသမဂ္ဂနဲ့အိန္ဒိချင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကအတိမတ်ပြုဆက်ဆံမှုစ조사လာတဲ့အချိန်နဲ့ကပ်ပြီးတော့ အချမ်းဖတ်ဖတ်စစ်စိတ်ကောင်းစီတက်ကကျွန်တော်တို့ကိုဂုံတိုက်ခါညှိုးနှွမ်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ဒီလိုမျိုးနိုင်ငံရေးအောက်လုံးတွေကိုတုံးပြီးတော့မတရားလုပ်ကြံတိုက်ခိုက်လာတာဖြစ်ပါတယ်လို့ဥခိုင်ဒုက္ခကပြောပြထားပါတယ်လက်ရှိမှာ AA နဲ့စစ်ကောင်းစီတက်များကရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများအပြင်းထန်ဖြစ်ပွားလျက်ရှိပြီးတော့စစ်ကောင်းစီကကြောက်ဖြူကိုလက်မလို့ရစေရအတွားလေချောင်းတိုက်ခတ်မှုများနဲ့စစ်ရင်အားဖြစ်တင်းမှုများကိုတောက်လျှောက်စိုးတလို့လှုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့မလာကျွန်းချေးရွာအနီးတိုက်ပွဲများအတွင်းကစစ်ကောင်စီရဲ့ခလာရ34ကနေထွက်ပြေးသွားတဲ့တက်ကြွချင်းမြင်းစော်ဟာ စစ်ကောင်စီဘက်ကပြန်လည်ဖမ်းဆီးပြီးတော့တပ်ဖြတ်ချင်းခန်းလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူမြို့နယ်ဂုံးချုံတိုက်နယ်မလာကျွန်းအုပ်စုအနီးနားပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာရှေ့တန်းကနေတိုက်ခိုက်နေတဲ့ခလိုက်ရ34ကတက်ချက်ကြီးမြင့်စော်အပါအဝင်တပ်သား9ဦးဟာအခုရပိုင်အတွင်းမှာထွက်ပြေးတဲ့အချိန်မလာကျွန်းအနီးနားမှာရှိတဲ့တရုတ်ဓာအားဖြန့်ဖြူးရေးစက်ရုံပတ်ဝန်းကျင်ကိုအရောက်မှာစစ်ကောင်စီဘက်ကပြန်လည်ဖမ်းဆီးလိုက်ပြီးတော့တက်ချက်ကြီးကိုတပ်ဖြတ်လိုက်ခြင်းဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့သတင်းအရင်းတွေကပြောပါရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကနေပြီးတော့ထွက်ပြေးလာတာပါတက်ချက်ချင်းမြင်းစော်အပါဝင်ခဏဦးပါ သူတို့ကမလာကျုံးဘက်ကနေနောက်ဆုတ်ပြီးတော့ထွက်ပြေးလာတာလမ်းမှာတညပဲကြာလိုက်တယ်စစ်ကောင်စီဘက်ကသူတို့ထွက်ပြေးတဲ့သတင်းကိုကြားတော့လိုက်ရှာတယ် လိုက်ရှာတော့တွေ့ရင်းနဲ့တက်ချက်ချင်းမြင့်စော်ကိုတက်ပြစ်လိုက်တယ်လို့ပြောတယ်။ကျန်တဲ့သူတွေကိုတော့နောက်တန်းကိုပြတ်ပုတ်ထားတယ်လို့ပြောဆိုထားပါတယ်။မလာကျုံကျေးရွာအနီးမှာစစ်ကောင်စီဘက်ကအပြစ်ရတဲ့ကာလဖြစ်တဲ့အေပီလာနောက်ဆုံးပတ်အတွင်းကစတင်ကစစ်ကြောင်းထိုးလာတဲ့အတွက်အရခတက်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာလက်ရှိမလာကျုံရွာအနီးနောက်အပါအဝင်တရုတ်စီမံကိန်းများရှိနေတဲ့နေရာများအနီးကို ိုက်ပွဲတွေကြံပြန့်လာနေပြီးတော့စစ်ကောင်စီဘက်ကဘုံဘူးအဆင့်အပါအဝင်အရာရှိတချို့လဲထွက်ပြေးမှုများရှိနေတယ်လို့မြေပြင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါဗျ။ကြောက်ဖြူမှာတိုက်ပွဲဆက်ဖြစ်ကြတဲ့ကထွက်ပြေးမှုတွေများနေပါတယ်။ပြီးတော့ထွက်ပြေးသွားတဲ့စစ်သားတွေကလူမနေတဲ့ရွာတွေမှာဝင်ပုန်းနေကြတာတွေရှိပါတယ်။အဲ့ဒီစစ်သားတွေကိုအေအေဘက်ကဖမ်းမိထားတာရှိတယ်။လက်နက်တွေတော့ပါတာပေါ့။သူတို့လဲအသက်လူပြီးတော့ထွက်ပြေးလာရတာဆိုတော့လို့ပြောပြထားပါဗျ။ ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုက်ပွဲကိုလေးချောင်းနဲ့ဆေးလွတ်ခံရပြီးတဲ့နောက်ပျောက်ဆုံးနေတဲ့စစ်ကောင်စီရဲ့တပ်မ69ကဗိုလ်မှူးအပါအဝင်တပ်သားတချို့ကိုမေလာတရက်နေ့မှာစစ်ကောင်စီကဖမ်းမိပြီးတော့တပ်ဖြတ်လိုက်တဲ့သတင်းများလည်းထွက်ပေါ်လာခဲ့ပါတယ်။အေအေနဲ့စစ်ကောင်စီတပ်တို့ဟာလက်ရှိကြောက်ဖြူမြို့နယ်မလာကျောင်းတရုတ်လျှက်စစ်ဓာအားဖြန့်ဖြူးရေးစီမံကိန်းအနီးနားမှာမေလာအတွင်းကတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ကြောက်ဖြူတိုက်ပွဲမှာချင်းမြန်တိုက်ရင်ခမရ94နှစ်ခမရ943ချင်းလင်းတိုက်ရင်ခလိုက်ရ34ကြောက်တလုံးဆက်စေးရေးဂိတ်ညဝရီရေရက်ဌာနချုပ်ကစစ်သားများနဲ့ပြည်သူစစ်မှုထမ်းတပ်သားတဲ့များနဲ့အေးအေးကိုဝိုင်းဝန်းပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခမဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့ပေါ်မှာရှိတဲ့ရက်ွက်ဈေးကန်တစ်ခုကိုစစ်ကောင်စီတပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရာ ပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေကံပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ18ရက်နေ့မနက်6:18မိနစ်အချိန်မှာပခုတ်ကူမြို့နယ်ကမ်းမမြို့အနောက်ဘက်ဂျိုးပြန်ရက်ကွာအတွင်ဖွင့်လှစ်ထားတဲ့စေကံကိုအကြမ်းဖက်စစ်ကောင်စီရဲ့ဒရုန်း၄တပ်ကနေတက်လာတဲ့ Jet Fighter နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ရာပြည်သူနှအုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။စေကံဟာပြက်စီးသွားပြီးတော့စေကံအနီးနားမှာရှိတဲ့ထိုင်းနယ်မှာထောက်ဝက်ခန့်ပြတ်ထွက်ပြီးတော့ပြက်စီးသွားတယ်လို့သိရပါဗျ။ ဈေးကန်းကပိတ်ထားတာကြာပါပြီဈေးကန်းတွေစတင်အကြောင်းတွေကိုလေးချောင်းကနေပြတ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်ဈေးကန်းမဖွဲ့ဝဲထားတာပါဈေးကန်းကနှစ်ဆောင်သွဲပေါ့အဲ့ဒီဈေးကန်းလည်းပြတ်စည်းသွားတယ်ဈေးကန်းအနီးနောက်မှာရှိတဲ့ထမ်းမယ်လည်းပြတ်ထွက်သွားတယ်အမျိုးသမီးတဦးကတော့ဥကောင်းပေါက်ထွက်သွားတယ်လို့သိရတယ်ကျန်တဲ့တယောက်ကတော့အခြေအနေမသိရသေးဘူးလို့စိတ်ဖြူတကောတော့ကြားစိုးအဖွဲ့ကပြောပြထားပါတယ်အချမ်းမတ်စစ်ကောင်စီကအခုမေလာအတွင်းမှာအပြစ်ခတ်ရက်စဲရေးကြီးညာထားတော့လေလေးချောင်းတိုက်ခိုက်မှုများကိုတုံးပြန်ပြီးတော့လုံဆောင်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ